မင်္ဂလာပါဒီနေ့မှာတော့ကမ္ဘာတဝန်းမှာလူသမောင်းများဆိုင်ရဲ့နှလုံးသားကိုထိမိစေခဲ့တဲ့တောင်ကိုရီးယားဆိုင်ဆရာမဗက်ဆေဟီရဲ့စိတ်ကြံပိုင်းမှတ်တမ်းစာအုပ်တို့ဖြစ်တဲ့ I want to die but I want to eat tteokbokki ရဲ့အနားရှိုင်းဆုံးခွက်ချင်းစိတ်ပြချက်ကိုမျှဝေပေးတော့မှာပဲဖြစ်ပါတယ်ဒီစာအုပ်ရဲ့ခေါင်းစဉ်ကထူးဆန်းပါတယ်တည်တယ်နဲ့ဆိုရဲပြင်းထန်တဲ့စိတ်ကြံမှုရဲ့ပေးမှာတော့ဘုကိစားခြင်းနဲ့ဆိုရဲတင်းငယ်တဲ့ဆန္ဒလေးကဘာကြောင့်တွဲပါလာတာလဲဒါကျမတို့လူသားတွေရဲ့အတွက်မှာ ဘဝကိုစဉ်းစားကြံစည်နေရှင်တန်မှုကိုဆက်ပိုင်ထားတဲ့တင်းငယ်တဲ့မျောလင်းချက်လေးတို့ဟာတစ်ချိန်တည်းမှာအတူတကွရှိနေနိုင်တယ်ဆိုတဲ့အမှန်တရားကိုဖော်ပြနေတာပါပဲ။ဘတ်ဆေးရအပြစ်မဲ့မှအောင်နေတဲ့လူငယ်တူဦးဖြစ်ပေမဲ့အထုံးစိတ်မှာတော့ dystymia လို့ခေါ်တဲ့နာလာရှည်စိတ်တက်ကြမှုနဲ့ဝေနာနဲ့ရုန်းကန်နေရသူပါ။အပိုင်းတစ်ညံတုံးဆွခြင်းတဲ့အောင်မြင်မှုနဲ့အတူတူကဆိုင်ရင်ပါစေရအလောက်ကမှအောင်မြင်ပြီးလူမှုဆက်ဆံရေးမှာပြည်လဲသူဖြစ် ြင်းပြင်းစုံနဲ့မြန်တဲ့ဘုံအမြဲတက်ဆက်ထားသူပါ။ဒါပေမဲ့အတူစိတ်မှာတော့အမြဲတမ်းစိတ်တက်ကြခြင်းစိုးရိမ်ပူပန်ခြင်းနဲ့ကိုယ့်ကိုယ်ကိုဖြစ်တင်ခြင်းတွေနဲ့ပြည့်နေပါတယ်။ဒီစာအုပ်က high fashion integration ကိုခေါ်တဲ့ဝေဒနာခံစားနေရပေမဲ့အပြင်းပန်းကပုံမှန်တိုင်းလှုပ်ဆောင်နေရတဲ့ဘဝကိုထပ်ဟပ်ပြပါတယ်။ သူမကတငယ်ချင်းတွေနဲ့မိသားစုစိတ်မပူစေဖို့လူဖွဲ့စီရဲ့မျှော်လင့်ချက်တိုင်းနေထိုင်မှုအတွက်သူမရှိမြဆွေးရအားလုံးကိုအသုံးပြုနေရတာတကယ်တမ်းမှာတော့ပိုပြီးပြင်းပန်းစေတဲ့စိတ်တောက်ဖြစ်နေပါတယ်။နှစ်ကိုကိုကိုဖြစ်တဲ့ချင်းပါဆိုင်ရာအသေးခွက်ကိစ္စလေးအစားကိုကိုကိုအပြင်းပြင်းထန်ထန်ဝေဖန်တတ်ပါတယ်။ဒီလိုကိုကိုကိုအပြစ်တင်တဲ့အခြေအားသူမရဲ့စိတ်ဓာတ်ကြောင့်ပိုပြီးနှဆိုင်စေတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ မဟာအမြဲသူတစ်ပါးရဲ့မျက်စိနဲ့ကိုယ့်ကိုယ်ကိုကြည့်နေတာကြောင့်မလုံခြုံမှုနဲ့စိုးရိမ်စိတ်တွေကလည်းလုံးဝရုံးမထက်နိုင်ဖြစ်နေပါတယ်။သို့လူဖွဲ့စည်းဤဖြစ်အားကိုရီးယားလူဖွဲ့စည်းရဲ့ရုပ်ရည်လာပမှုဆွဲလမ်းမှုနဲ့ပြန်ဆိုင်မှုပြင်နိုင်ခြင်းကဘက်ဆဲရင်းရဲ့စိတ်ကြမ်းမာရုပ်ထိလိုက်စေတဲ့ပြင်ပဖြစ်အားတွေပါ။သူမဟာအစားအသောက်တွေကိုနှစ်သိမ့်မှုပေးသောအရာဖြစ်အသုံးပြုပေမဲ့ပြန်ပြီးတော့အစားအသောက်စားသောက်ဝင်မှန်မှန်နဲ့ဝေဒနာရည်နဲ့ပါရင်ဆိုင်နေရပါတယ်။ ဒါလူငယ်တူဦးရဲ့စိတ်ချမ်းသာရေးကိုလူမှုနေရာတွေကဘလောက်ထိကြီးမားစွာတည်ရမှုရှိရဲဆိုတာကိုပြသနေပါတယ်။အပိုင်းနဲ့စိတ်ကူတုံရဲ့အခက်ခဲနာလေစိတ်ကူတုံပတ်တမ်းများအတန်းပေါ့ဒီစာအုပ်ရဲ့ထူးခြားချက်ကတော့အစာရေးသူနဲ့ဆက်ရောဂါကူဆရာဝန်တွေရဲ့အပြန်အလှန်ပြောဆိုချက်တွေကိုအဓိကထားတင်ပြထားတာပါပဲ။ ဒီလိုတည်းမတတ်တင်မှုကစာဖတ်သူကိုစိတ်ကူတုံ့ငန်းနဲ့ရောက်သွားသူလိုခံစားရစေပြီးစိတ်ကျမ်းမာရေးစကားဝိုင်းတွေကိုပုံပုံပွင့်လင်းလာစေလို့ရည်ရပါတယ်။ငါဖြူမဲတွေစိတ်ကူစရာဝင်ကဗက်ဆိန်းမှရှိရဲ့အရာရာကိုအဖြူဒါမှမဟုတ်အမဲပဲမြင်တတ်တဲ့အခြေအမှုထောက်ပြပါတယ်။လူတွေကိုကောင်းတဲ့သူဒါမှမဟုတ်အဆိုးတဲ့သူလို့သာ ခွဲခြားပြီးဆက်ဆံရေးတွေမှာလည်းအလုံးမြင့်ရင်းနေခြင်း ဒါမှမဟုတ်အပီးတိုင်ဖြတ်တောက်ခြင်းဆိုတဲ့အစိုးရရွေးချယ်မှုတွေပဲလုပ်တတ်ပါတယ်။သင်္ကန်းစာဘဝဆိုတာအရောက်သေးများစွာရှိပြီးအလဲလက် gray area ကိုလက်ခံတတ်ဖို့လိုပါတယ်။၆မှားယွင်းခြင်းကိုလက်ခံမှာကုလိုရဲ့အဓိကရည်ချက်က backstage ကိုမပြည့်စုံခြင်းကိုလက်ခံစေဖို့ပါပဲ။ကိုယ့်ကိုယ်ကိုအဖြစ်တင်နေတဲ့အတွေ့အကြုံကလုံးဝပုံမှန်ဖြစ်တဲ့လူတိုင်းမှာရှိတယ်ဆိုတာကိုသိလာတဲ့အခါမှာသူမတို့ကြီးမားတဲ့တတ္တာအရာမဖြစ်စေပါနဲ့။အပိုင်း၃ ဆက်ဆက်ရေးနဲ့မိဖို့အားထားမှုခုနှစ်အခြားသူကိုအားထားလူဗက်ဆင်းရာသူမရဲ့ခံစားချက်နဲ့ကိုယ့်ကိုယ်ကိုတောင်းပန်ထားမှုအတွက်အခြားသူတွေရဲ့အသိမဲ့ပြုမှုကိုလွန်ကဲစွာလိုအပ်နေတတ်ပါတယ်။ဒါကြောင့်ကိုယ်တပန်တန်စီလို့ခေါ်တဲ့မိဖို့အားထားလူမှုဝေဒနာခံစားနေရပါတယ်။သူမကသူမကိုယူဆိုင်တဲ့သူတွေရဲ့ရဲချက်ကိုတန်တရားဝင်ပြီးလွတ်လပ်မှုကိုလိုချင်တယ်လို့တယောက်တည်းလက်မနေရပါဘူး။ရှစ် ကိုချင်းစာစိမ်းနဲ့ဌာနချက်။သူမရဲ့စိတ်ကူတုံးကလည်းတည်ရွားတဲ့အရေးကြီးတဲ့သင်ခန်းစာကတော့သူတစ်ပါးရဲ့ဒုက္ခကိုနားလည်ပေးနိုင်တယ်လို့ကိုယ့်ရဲ့ခံစားချက်ကိုလည်းနှိုင်းရှင်းခြင်းမရှိပြန်ပြပြနိုင်ဖို့ပါပဲ။ဘယ်သူကဒုက္ခပိုးရောက်လဲဆိုတာကိုရှင်းပြနေမယ့်အစားကိုယ့်ရဲ့ခံစားချက်ကိုယူသားစွာဖော်ထုတ်ခြင်းကသာအပြန်အလှန်နားလည်မှုတည်ဆောက်နိုင်ပါလိမ့်မယ်။ကို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 ချစ်ခြင်းဤထိပ်ပဲ။စာအုပ်ကကိုကိုကိုချစ်ခြင်းဆိုတာပြည့်ပြည့်စုံတဲ့ကိုပုံစံကိုဖန်တီးပြီးချစ်တာမဟုတ်ပဲမစုံလင်တဲ့ အာနိုင်ချက်တွေနဲ့ပြည့်နေတဲ့ကိုယ်ပုံစံကိုလက်ခံပြီးချစ်တာဖြစ်ကြောင်းရှင်းပြထားပါတယ်။ကိုယ့်ကိုယ်ကိုချစ်ဖို့ဆိုတာခံစားချက်တစ်ခု feeling မဟုတ်ပဲစုံဖြတ်ချက်တစ်ခု decision ဖြစ်ပါတယ်။အပိုင်းလေးတော့ဘုခီအတိတ်ပဲ။တစဲတော့ဘုခီဘဝရဲ့အနာတက်မြင်စောက်ကောင်းစင်တွေကတော့ဘုခီကအစာရေးသူတွေနှစ်သိမ့်မှုပေးတော့အစားအစာဖြစ်ပါတယ်။ဒါတင်းနေပေမဲ့ရှင်းတမ်းမှုကို ဆွဲဆောင်ထားနိုင်တဲ့ရိုးရှင်းတဲ့ပြည့်စုံမှုတစ်ခုပူဇော်ပြုပါတယ်။အနှစ်သာရဘဝကအရန်ခက်ခဲပြီးတည်စင်သိပ်ပေါက်နေတဲ့အခါမှာတော့ကျမတို့ရဲ့ဗီဇာကအရလာရှိတဲ့အတောက်ခုပြည်လို့တည်နေတဲ့အရာလေးကိုစားချင်နေတတ်ပါသေးတယ်။ဒီနှစ်ခုရဲ့တစ်ချိန်တည်းတရှိနေခြင်းကပဲဘဝဆိုတာအဖြူနဲ့အမဲမဟုတ်ပဲစိတ်ခံစားမှု၊ကွဲပြားမှုတွေရဲ့ပေါင်းစပ်မှုဖြစ်တယ်ဆိုတာကိုဖော်ပြနေတာပါပဲ။စစ်စစ်ရှေ့ဆက်ရမယ်လား။ဗက်ဆင်းရဲ့မတန်ကပျော်ရွှင်တဲ့စက်သိန်းနဲ့မဆုံးပါဘူး။ အဲ့ဒီစာစစ်ကြမ်းပါယူပြုစုစောင့်ရှောက်ကြရာတသက်တာလုံးလုံးရမယ်ခီးဖြစ်တယ်ဆိုတာကိုလက်ခံခြင်းဖြင့်သုံးသပ်ထားပါတယ်ဒီက message ချစ်တနာများကိုဖုံးကွယ်မထားပါနဲ့အခုညရယူပါကိုကိုကိုရိုးသားပါကိုရဲ့မစုံလင်းမှုလက်ခံပါမင်းအစ်စ်မပြေဘူးလို့ခံစားရရင်အစ်စ်မတင်ချောင်းထုတ်ပြောဖို့လေ့ကျင့်ပါလို့စစ်ကူဆရာကအကြံပေးခဲ့ပါတယ်ဒီကောင်းချက် I want to die but I want to eat tteokbokki စာအုပ်ဟာစိတ်ကျမ်းမာရေးဆိုင်ရာစကားဝိုင်းတွေကိုပုံမှုပွင့်လာစေဖို့တကားဖို့ပေးခဲ့တဲ့မှတ်တမ်းတစ်ခုပါပဲ။ကျမတို့အားလုံးကအထူးစိတ်မှာတရားရည်နဲ့ကြိုရှင်မှုတွေကိုတစ်ချိန်နဲ့တည်ဆောက်ထားကြသူတွေပါ။တရားတယောက်တည်းမဟုတ်ဘူးဆိုတဲ့အတိဒီစာအုပ်ကပေးပါလိမ့်မယ်။ဒီလိုစိတ်ကျမ်းမာရေးပုံထုတာတွေကိုဆက်လက်နားဆင်နိုင်ဖို့ subscribe လုပ်ကြပါနော်။ကျေးဇူးတင်ပါတယ်ရှင်။